ချန်ပီယံလိပြိုင်ပွဲရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေပြီးဆုံးခဲ့ပြီးတဲ့နောက်ချန်ပီယံလိဖလားရရှိဖို့အလားအလာအကောင်းဆုံးအဖြစ်ဘာစီလိုနာအသင်းသတ်မှတ်ခံရပြီး ဒုတိယနေရာမှာ PSG တတိယနေရာမှာ Arsenal တို့ရပ်တည်ခဲ့တယ်လို့သိရပါဗျ။ Barcelona အသင်းဟာ Champions League ရှုံးထွက်အဆင့်တွေမှာပွဲအချောင်ဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပြီး၁၆သင်းအဆင့်မှာ Benfica နဲ့ဆုံတွေ့ခဲ့တယ်လို့ Quarter Final အဆင့်မှာလည်း Dortmund နဲ့ဆုံတွေ့ခဲ့ပါဗျ။ဒါကြောင့် Opta ရဲ့ Super Computer က Champions League ရရှိဖို့အလားအလာအကောင်းဆုံးအဖြစ်သတ်မှတ်ခဲ့တာဖြစ်တယ်လို့လောင်းကစားကုမ္ပဏီတွေကလည်း Champions League ရရှိဖို့ရေပန်းအစားဆုံးအဖြစ် ခွနလေးနှစ်လေးနဲ့သတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ဘာစီလိုနာအသင်းဟာ quarter final မှာဒေါ်မွန်အသင်းကိုကျော်ဖြတ်နိုင်ခဲ့ပါက semi final မှာ Bayern Munich နဲ့ Inter Milan ပွဲကအနိုင်ရတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Opta ကဘာစီလိုနာအသင်းအနေနဲ့ Champions League ပြိုင်ပွဲမှာ semi final ကိုရောက်ရှိဖို့အလားအလာ80ရာခိုင်နှုန်းရှိနေပြီးဘောလုံးပွဲကိုရောက်ရှိဖို့အလားအလာ41.5ရာခိုင်နှုန်းရှိကြောင်း Champions League ရောက်ရှိဖို့အလားအလာ20.4ရာခိုင်နှုန်းရှိကြောင်းခန့်မှန်းထားပါတယ်။ PSG အသင်းဟာ semi final ကိုရောက်ရှိဖို့အလားအလာ82.2%နဲ့ရခိုင်နှုန်းဘောလုံးပွဲကိုရောက်ရှိဖို့အလားအလာ36%ရခိုင်နှုန်းချန်ပီယံဆုရရှိဖို့အလားအလာ19.3%ရခိုင်နှုန်းရှိနေပါတယ်။ PSG အသင်းဟာချန်ပီယံလိဖလာရရှိဖို့အလားအလာအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ Liverpool အသင်းကိုကျော်ဖြတ်နိုင်ခဲ့တဲ့အတွက်ချန်ပီယံဆုရရှိဖို့ဒုတိယအလားအလာအကောင်းဆုံးအသင်းဖြစ်သတ်မှတ်ခံလာရတာဖြစ်ပါတယ်။ လောင်းကစားကုမ္ပဏီတွေရဲ့အလေးပေးမှုမှာလည်း PSD အသင်းဟာချန်ပီယံဆုရရှိဖို့ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဒါ့ပြင်ချန်ပီယံလိဘိုလူဝဲအတွက်အလေးပေးမှုမှာလည်း PSD နဲ့ဘာစီလိုနာအတွဲဖက်ဟာ6-2လေးနဲ့ရေပန်းအစားဆုံးဖြစ်လာတယ်လို့သိရပါတယ်။ဒုတိယရေပန်းအစားဆုံးအတွဲဖက်ကတော့ Real Madrid နဲ့ဘာစီလိုနာဖြစ်ပြီးတတိယရေပန်းအစားဆုံးအတွဲဖက်ကတော့ PSG နဲ့ Bayern Munich ဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ Opta ရဲ့ခံမှန်းမှုမှာ semi-final ကိုရောက်ရှိဖို့အလားအလား 52ဒသမ800ခိုင်နှုန်းဘောလူပွဲကိုရရှိဖို့အလားအလာ30ဒသမ300ခိုင်နှုန်းချန်ပီယံဆုရရှိဖို့အလားအလာ16ဒသမ800ခိုင်နှုန်းရရှိထားပေမဲ့လောင်ကစားကော်မတီတွေရဲ့အလေးပေးမှုမှာတော့ဘိုးဆွဲဖို့ရေပန်းစားမှုမှာ Real Madrid ဘိုင်ယန်မြူနစ်တို့ရဲ့နောက်ပြင်ဆင်မနေရာမှာသာရပ်တည်နိုင်ခဲ့တယ်လို့သိရပါဗျ။အော်တာရဲ့ခံမှန်းမှုမှာအင်တာမီလန်ကချန်ပီယံလိဖလာရရှိဖို့သရုပ်ထအလားအလာအကောင်းဆုံးဖြစ်ပြီးသူ့ရဲ့နောက်မှာ Real ဘိုင်ယန်မြူနစ်အက်စတွန်ဗီလာနဲ့ဒေါ်မွန်တို့အစင်လိုက်ရပ်တည်လျက်ရှိပါဗျ။